ဒီစာပေမှာဗာလေးဆိုလဲဆိုတော့တည်တဲ့အပိုင်းမှာ၃မျိုးတည်တယ်ဗောနော်တညာတည်ဝิญဉ္ဉ္တည်ပညာတည်ဆိုပြီးတော့ဒီလိုအဆင့်၃ဆင့်ရှိပါတယ်အဲ့တော့လောကဥပမာနဲ့ဗာနဲ့ပြည့်လဲဆိုတော့ကလေးတွေကရွှေကိုမြင်တော့ရွှေလို့မသိဘူးဝါးဝါးအနေနဲ့ပဲကစားစရာတစ်ခုအနေနဲ့ပဲသိတာဗောနော်ဒါကလေးတည်ပေါ့တမန်လူတွေကတော့လူကြီးတွေကတော့ရွှေလို့တော့သိတယ်ဒါပေမဲ့ဗနဲ့ပဲရည်လို့တော့အဲ့လိုအတိအကျမသိဘူးသူရွှေရဲ့ပါဝင်နှုံးတယ်ဒါပေမဲ့ brain ဆရာတယောက်က တိတဲ့အတိကြတော့ရွှေရဲ့အရေးသူရဆာအတိကြသူတိအဲ့လိုတိပုံတိမီအဆင့်၃ဆင့်တိတယ်လို့ပဲစံပေလိုလေးလာတဲ့အခါမှာဆင်ញင်တွေးတော်မှုနဲ့ပေါ့နော်တညာနဲ့ဆင်ញင်အတိတခုရှိတယ်နောက်တစ်ခါတော့ကိုယ်တိုင်ထိုးရင်းမြင်သွားတာပေါ့ဒါဝิญဉဉ်တိလို့ခေါ်တယ်တညာတိကတော့စာရိတ်ပေါ့ဝิญဉဉ်တိကတော့ကိုယ်တွေးကိုယ်တိုင်တွေးရှိသွားတာပေါ့နော်တရားအားထုတ်တဲ့လုပ်ငန်းစဉ်တစ်ခုကြောင့်ဒါကိုဝิญဉဉ်တိကိုကိုယ်တွေးလို့ခေါ် အဲ့တော့မှပညာနဲ့တကယ်ထိုးနှင်းသိသွားရင်တော့ဉာဏ်တွေ့ပေါ့ဒါတော့ကဒါကြောင့်မလို့တညာသိဝิญဉဉ်သိပညာသိကိုနောက်ကလွလွယ်ကူကူပြောမယ်ဆိုရင်တော့သင်သိပေါ့သင်ပြီးတော့စာတွေ့ပေါ့နော်နောက်တစ်ခုကကိုယ်တွေ့ပေါ့နောက်တစ်ခုကဉာဏ်တွေ့ဆိုပြီးတော့ဒီလိုလဲသိလို့ရပါတယ်နော်